ချယ်ရီပြောခဲ့တဲ့စကားတွေကလိန်နေတာလို့ပြန်လည်တုံ့ပြန်ပြောဆိုလာခဲ့တဲ့ဆိုပါလန်ပရိသတ်များလုံးမိင်္ဂလာများ Red Team ရဲ့ဂျိုင်းကနေပြန်လည်ကြိုလိုက်ပါရင်ဝမ်ချန်ပီယံရှင်ရဲ့ထိတ်တန်းဖိုင်တာ2ဖြစ်တဲ့ဆိုပါလန်ကတော့နာဗီနဲ့ထိုးခဲ့ရတဲ့ပွဲမှာတော့သူ့အနေနဲ့ငါးကြီးပွဲမထိုးဘူးလို့ညင်းခဲ့တာမဟုတ်ပဲသုံးကြီးပွဲထိုးဖို့ကိုပဲသူ့ကိုအတိပေးခဲ့တာလို့ဖြည့်ရှင်းချက်ထုတ်လာပါရင်ဆိုပါလန်ရဲ့စကားကြောင့်အတော်လေးလည်းမျက်စိလည်စရာဖြစ်သွားရပါရင်ဘာဖြစ်လဲဆိုတော့ ဆိုပါလက်ကနာဗီကို၃ကြီပွဲပဲထိုးမယ်လို့ပြောခဲ့တဲ့အကြောင်းချယ်ရီကိုရိုင်းထုတ်ဖော်ပြောဆိုထားခဲ့ဘူးလို့ပဲဖြစ်ပါတယ်။အခုဆိုပါလက်ရဲ့စကားတွေကြောင့်အတော်လေးကိုရှုပ်ထွေးကုန်ပြီးပရိသတ်တွေကလည်းဘသူမှန်နဲ့ဘသူမှားတယ်ဆိုတာကိုဝေခွဲဖို့တောင်ခက်ခဲကုန်ပါတယ်။ဖြစ်ချောင်းကုံစင်ကိုအနေငယ်လောက်အစပြန်ဖော်ရမယ်ဆိုရင် ပြီးခဲ့တဲ့1172ပြိုင်ပွဲမှာတော့ကစူပါလန်နဲ့နာဗီကိုငွေထိုင်းပဒံဝေးတန်းရဲ့ချန်ပီယံကပ်ဘက်ပေါင်းစည်းပွဲထိုးဖို့အတွက်ဝမ်းချန်ပီယံရှစ်ဘက်ကပွဲတင်ပေးထားခဲ့တာဖြစ်ပါတယ်။ promotion ရဲ့စီကံသတ်မှတ်ချက်တွေအရတော့ပွဲမတန်ခင်မှာစီးစစ်ဝေးချိန်မှုတွေပြုလုပ်ရပါတယ်။စူပါလက်ကသတ်မှတ်ဝေးတန်းအတွင်းဝင်ခဲ့ပေမဲ့စီးစစ်မှုခံရမှာတော့ကြာရှုံးခဲ့ရပါတယ်။ဒါကြောင့်စူပါလက်စီကချန်ပီယံကပ်ဘက်ကိုဝမ်းချန်ပီယံရှစ်ကပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ဝမ်းချန်ပီယံရှစ်ကသူတို့လုံးနေကြအရာကိုပဲလှုပ်သွားခဲ့တာပါ။စူပါလက်ကစီးစစ်တာမအောင်လို့ပွဲကချန်ပီယံကပ်ဘက်လူဝဲမဟုတ်တော့ပဲရိုးရိုးတန်တန်ပွဲမျိုးသာဖြစ်သွားခဲ့ရပါတယ်။ဒါ့အပြင်ပွဲက၅ကြိမ် ွဲမထိုးပြတော့ပဲအုံးကြည့်ပွဲသာထိုးပြခဲ့ကြပါရင်ပွဲရလက်ကတော့အားလုံးသိကြတဲ့အတိုင်းပါပဲနာဘီကစူပါလက်ကိုဘလို့မှမလန်နိုင်အောင်ထိုးပြပြီးအမှတ်နဲ့နိုင်ပွဲရယူသွားခဲ့ပါရင်ပွဲပြီးတဲ့နောက်ရန်နေငယ်အကြောင်းပါချက်ထရီကအခုလိုပဲထုတ်ပြောလာခဲ့ပါရင်စူပါလက်ကချန်ပီယံခပ်ပြန်ရုံသိမ်းခံရပြီးတဲ့နောက်နာဘီနဲ့ပွဲကို၅ကြည့်ပွဲထိုးဖို့အတွက်လုံးဝလက်မခံတော့ကြောင်းအမှန်ဆိုရင်စူပါလက်ကဒီပွဲကိုထိုးဖို့တော့မှအစီအစဉ်မရှိတော့တာဖြစ်ပြီးပရိုမိုရှင်းဘက်ကိုအားနာတာကြောင့်စူပါလက်ကအဆင်ပြေအောင်ညှိနှိုင်းပေးနေတာဖြစ်ကြောင်းနောက်ဆုံးမှာတော့အုံးကြည့်ပွဲထိုးဖို့အတွက်သဘောတူခဲ့ကြောင်းချက်ထရီကထုတ်ပေါ်ပြောဆိုသွားခဲ့တာပါ နာဗီဘက်ကလည်းဆူဝါလက်အပေါ်အတော်လေးပေါက်ခွဲခဲ့ပါတယ်။အမှန်ဆိုရင်နာဗီကဆူဝါလက်ထက်ထိုးချေပမာဏရရှိမှု၄ဆလောက်ပိုနေပါတယ်။ဒီလိုအနေထားမှာတော့မနာဗီကဒီပွဲအတွက်အသေးချာပြင်ဆင်ပြီးအာရပေရာပညာရှင်ကိုတော့မှမွေးကောင်ကျင်းကြခဲ့ပြီးတိတန်ငားရဲမှုတွေပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမဲ့သူ့ထက်ထိုးချေ၄ဆလောက်ပိုရတဲ့ဆူဝါလက်ကတော့ဒီပွဲအတွက်အာရပေရာပညာရှင်လည်းမငါအလေးလည်းမထားဘူးဆိုပြီးတော့နာဗီဘက်ကပေါက်ခွဲခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်နာဗီကဆူဝါပွဲစဉ်ကိုဥပုသ်ဆောင်ရင်ဝင်ထိုးပေးခဲ့ရတာပါ။ ပွဲဟာရမနာဥပုံလောင်းနဲ့တိုက်ဆိုင်နေခဲ့တာပါဒါပေမဲ့နာမီကဥပုံဆောက်လည်းမပြတ်ပွဲလည်းမပြတ်ရအောင်ဒေချာလေးဂီယူဒီဆိုင်နဲ့မျှတောင်းပြင်ဆင်ခဲ့ပါတယ်အခုဆိုရင်စူပါလက်ဘက်ကဂျယ်ရီပြောထားတဲ့သူကတုံးချီပွဲပဲထိုးဖို့လက်ခံနေဆိုတဲ့စကားကမဟုတ်ဘူးလို့ပြန်လည်ဖြေရှင်းပြောဆိုလာခဲ့ပြီးဖြစ်ပါတယ် ဒီကြောင့်လည်းပတ်သက်ပြီးဆိုပါလက်ကငါးကြည့်ထိုးရလဲကျွန်တော်တို့ပြဿနာမရှိဘူး။ဘာလဲဆိုတော့ဟောင်းဆန်တိုင်းဆိုရင်ဝေတန်းအတွင်းဝင်တဲ့သူကငါးကြည့်ထိုးမယ်ဆိုငါးကြည့်ပါပဲ။အဲ့တော့သူအနိုင်ရမယ်ဆိုရင်ချန်ပီယံကပတ်ချီးမြှင့်ရမှာပဲလေ။ဒီလမ်းစဉ်ကိုကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့ဝေးချိန်အစီအစဉ်ပြီးတော့အနည်းငယ်ကြာပြီးတဲ့နောက်မှာသုံးကြည့်ပုံစံထိုးရမယ်ဆိုရင်ကျွန်တော်အစီကိုလာတည်ပေးတယ်။အဲ့ဒီမတိုင်ခင်ကျွန်တော်ဖြင့်အတိအောင်မသိခဲ့ဘူး။ဒါနဲ့ okay တယ်လေးဆိုပြီးလက်ခံလိုက်တာပါလို့ပြောလာခဲ့ပါတယ်။ချယ်ရီပြောထားခဲ့တဲ့စကားတွေကိုကြည့်ရင်တိုးချိုပါဆိုတာလက်က ဝိတ်ကျော်ပြီးတဲ့နောက်ဝမ်ချန်ပီယံရှင်ကွန်မတီရှင်းဒပါမန့်က Rift of the ကိုတိုင်ပွဲတကယ်ဖြစ်လာဖို့စူပါလက်ကိုမင်းနဲ့ချင်းဆိုင်စကားပြောခဲ့တာပါ Rift ရဲ့မူလတောင်းဆိုချက်၅ချီပုံစံကိုစူပါလက်ကလက်မခံပါဘူး၃ချီပဲထိုးမယ်ထိုးချီတဲ့က၃ချီခိုင်းလုံးခွဲပေးမယ်ဆိုတဲ့ပုံစံကိုပဲစူပါလက်ဘက်ကသဘောတူခဲ့ပါတယ်လို့ချယ်ရီကပြောထားပါတယ်နှစ်ယောက်ထဲနဲ့စကားကနှစ်မျိုးဖြစ်နေလို့ဘသူမှန်းနေဘသူမှားနေဆိုတာစဉ်းစားမစဉ်းစားတော်တော်ပါဘူးဒါကြောင့်စူပါလက်နဲ့ဝမ်ချန်ပီယံရှစ်တို့အကြားမှာဘာတွေများပြဿနာရှိနေခဲ့ပြီလဲဆိုတာမေကွန်ထုတ်ဆရာတော်မှကောင်းလာခဲ့ပါတယ်ပရိသတ်များကရောဘယ်လိုများထင်မြင်ယူဆမိကြပါလဲ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Red TV Dai Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ